မီရှိုမိုးပြန်နိုင်တဲ့အပြင်နေနယ်လာအထိအရောက်သွားပြီးလက်နဲ့ကိုင်းနိုင်တဲ့ဇော်ကြီးအစွမ်းထက်ဆေးတောင်ဝေးအစွမ်းနဲ့သူရောင်မဲအသီးကိုတို့ပြီးမိမလအတွင်ဖန်ဆင်းကချစ်ရီလိုအပန်းဖြေတတ်ကြတဲ့ဇော်ကြီး တကယ်တော့ဝိဇာဇော်ကြီးတပ်ပတိဆိုတဲ့ဒီပုံကူတွေအကြောင်းကိုကျွန်တော်တို့တွေအနေငယ်တော့ကြားဘူးထားကြပြီးသားဖြစ်မှာပါကျွန်တော်တို့မြမသမိုင်းမှာလဲဇော်ကြီးတွေရဲ့အခန်းကဏ္ဍများစွာပါဝင်နေသလိုပတ်သက်ဆက်နွယ်မှုများလည်းရှိနေပါတယ်ဒီဗီဒီယိုမှာတော့ဇော်ကြီးအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့အထဲကမှာ ဇော်ဂျီနဲ့ချစ်ကြက်ပေါင်းတင်ပြီးပရိဒရေတီလာတဲ့မင်းသမီးတစ်ပါးရဲ့အကြောင်းနဲ့ဘကိုးရုံးမှတောင်းတဲ့ထဲကဇော်ဂျီတစ်ပါးနဲ့အပြန်ထန်တိုက်ပွဲဖြစ်ခဲ့တဲ့တမူဂျီလက်ရဘလူးရဲ့နောက်ခံသမိုင်းကြောင်းကိုဗုဒ္ဓသာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တော့ဇန်နေပါ တကယ်တော့ဝိဇ္ဇထိုနဲ့ဇော်ကြီးတို့ဟာကိုပွားများစွာခွဲနိုင်ပြီးကိုပြောက်နိုင်စွာရှိတဲ့အပြင်မြေရှိုးမိုးပြနိုင်တဲ့သူတွေဖြစ်ကြောင်းကျမ်းစာတွေမှာတွေ့ရပါတယ်။ဒါအပြင်လနဲ့နေကိုတောင်လက်နဲ့ဂိုင်းနိုင်တယ်လို့လည်းဆိုထားကြသလိုအစုံအစုံမြမပီအထိကိုရဲ့အလိုကိုလိုက်ပါနေကြောင်းလည်းကြားပူးကြပါတယ်။ဇော်ကြီးတွေဟာဘီဒင်ဟောခြင်း လက္ခဏာဖတ်ခြင်းမြေကျအတက်ကိုနားလဲခြင်းနေသွားလာသွားနေကျလက်ကျယူနေဂျူထားအသိနမိတ်တပေါင်းပြန်ရက်တွေမှာအထူးကြွားကျင်ကြတယ်လို့ဆိုကြပါတယ်ဝိသသူဇော်ကြီးတို့မှာအမအများမရှိကြဘဲအထီးများသာရှိတဲ့အတွက်သူရောက်မယ်ဆိုတဲ့လူပုံစံအသေးကိုစေးတောင်ဝေးနဲ့တို့ထိကမမပြူဖန်ဆင်းပြီးချီရီလူအပန်းဖြေတတ်ကြတယ်လို့လည်းသိရပါတယ် ခါကဂေါတမမြတ်စွာဘုရားရှင်လက်ထက်မှာအယံကိုချုံမောလှပတဲ့မိသမီးတစ်ပါးရှိပြီးမိဘတွေကတူဦးဒီသောသမီးကိုဘုံ90ပြတ်တက်မှာအစောအကျအချွေရများနဲ့စံမြန်းစေပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီမိသမီးစီကနေမထင်မှတ်တဲ့ကိစ္စတစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့အစောအကျအချမ်းရများနဲ့လုံကြုံအောင်ထားရှိပါလျက်နဲ့အယံလာတဲ့မိသမီးလေးမှာပြစ်တရေတီလာခြင်းပဲဖြစ်ပါတယ်။ မိဘတွေကမင်းသမီးကိုခေါ်ယူမင်းများဆစ်ဆဲကြည့်လိုက်တဲ့အခါမှာတော့သူမဟာကောင်းကင်ခရီးကနေရောက်ရှိလာတဲ့ဝက်သူဇော်ကြီးတပါးနဲ့ချိတ်ချိုက်ပေါင်းသင်းမိကြပြီးဘေထုံကိစ္စမှာပျော်ပါမိတဲ့အတွက်အခုလိုပြည်ထရေတီလာချင်းဖြစ်ကြောင်းပြန်လည်ဖြေချခဲ့ပါတယ်။အဲ့ဒီမင်းသမီးကဇော်ကြီးနဲ့ရတဲ့ပြည်ထရေကိုတော့စဒိလဆိုတဲ့တထေးသားလောင်းလျာလေးမွေးဖွားလာခဲ့ကြောင်းသိရပါတယ်။မြမရဇဝင်ကျမ်းမှာတော့တရေခိတရာပြီးဒုရဘောင်မင်းကြီးထံ ဝဲစသူနှစ်ယောက်ခါစားဘူးချင်းတထုံပြီမှာဝဲစသူဇော်ကြီးအသေးကောင်ကိုဇရာတော်တစ်ပါးကတောမှရခဲ့ဘူးချင်းရခိုင်ပြည်ကတောင်တစ်ခုမှာဝဲစသူတစ်ပါးဟာရေဘူးကိုအလိုလျောက်မြင့်စီစေခိုင်းပြီးရေခတ်ခိုင်းခြင်းအင်ဝဘရင်တရဖျားမင်းဇော်ကြီးကိုမြင်ဘူးချင်းဘီးနောင်နဲ့ထက်ဟန်တာဝရီကျောင်းကိုသူ့ဖော်စဉ်မြေတွင်းမှာအောင်းနေတဲ့ဇော်ကြီးကိုတွေ့ခဲ့ဘူးချင်းစားတဲ့မှတ်တမ်းများစွာရှိခဲ့ပါတယ် ဒီသမိုင်းများစွာအထက်ကဇော်ကြီးနဲ့အပြင်းအထန်တိုက်ပွဲဖြစ်ပြီးအနိုင်ယူနိုင်ခဲ့တဲ့တပ်မှုတစ်ယောက်လည်းရှိနေပါတယ်။တချိန်ကဘကူယိုမတော်နဲ့တနေရာမှာတပ်မှုလက်ရဘလူးနဲ့တပ်သား90တို့မျိုးစီလဲပြီးလမ်းပျောက်နေကြပါရဲ့။ဒါကြောင့်ပဲတပ်သားတွေကတော်တွေကိုခုတ်ပြင်ရှင်းလင်းပြီးအရှိဘက်တက်တက်ကိုဦးတည်ပြီးတွားနေကြပါရဲ့။ဘကူယိုမအစင်းတောင်ကြီးတနေရာကိုရောက်ရှိလာတဲ့အခါမှာတော့အရေးမရှိတဲ့မြေကွဲလက်တစ်ခုမှာ ဇော်ကြီးတပါးကချစ်ချစ်တောက်ပူနေတဲ့နေမင်းကြီးကိုရှိခိုးရင်းတရားကြည့်နေတာကိုအအောပွဲမြင်တွေ့သွားကြပါတယ်။အဲ့ဒီဇော်ကြီးကသူ့အနာလူတစုချင်းကလာတော့ကိုသတိထားမိလိုက်ပြီးတမ်းမူကြီးလက်ရဘလူလဲအတင်ဘသူလဲလို့မေးလိုက်ရာကနရီယောဂီဖြစ်ကြောင်းပြန်ဖြစ်အပြီးမှာလက်ရဘလူကသူ့အနာချင်းကပ်ဖို့ခြေတလန်းလှမ်းလိုက်တာနဲ့ဇော်ကြီးလဲလက်ထဲကတာလျင်နဲ့လက်ရဘလူကိုချိန်လိုက်ပါတယ်။ လက်ရဘလူးနဲ့တတအားလုံးလဲတိုက်ပွဲဆပ်ဖို့ချက်ချင်းလူစုလိုက်ပါတယ်။အဲ့ဒီအချိန်မှာဇော်ဂျီကတမှုလက်ရဘလူးကိုတလျဲနဲ့ချိန်ကအတင်တို့အားလုံးဘေးတွေတော့မယ်လို့ပြောပြီးကောင်းကင်အပေါ်ပြန်သက်ပျောက်ကွယ်သွားပါတယ်။ညအချိန်ရောက်ရှိလာတဲ့အခါမှာတော့တမှုကအလဲကျအကင်းဆုံးတတများချကအိတ်ဆက်အနားယူကြပါတယ်။ဒါပေမဲ့တကောင်ကျော်တည်င်းတို့လာတဲ့အချိန်မှာတော့သူရဲ့တတတချို့တိတိဒါဒါပျောက်နေတဲ့အတွက်အခြားတတများကိုလှုံ့နှိုးကာ ပျောက်သွားတဲ့သူ့ရဲ့လူများကိုလိုက်ရှာကြပါတယ်ဒီလိုနဲ့မနီမဝေးတနေရာကတစ်ပင်ကြီးအောက်မှာအတိဆိတ်လွတ်နေတဲ့တပ်သားများကို တွေ့ရှိသွားတဲ့အချိန်မှာပဲအဲ့ဒီတစ်ပင်ကြီးရဲ့အနောက်ကနေချော်မော်လှပတဲ့မိမသူအော်စွာထွက်လာပါတယ်ဒီလိုအချိန်ဒီလိုနေရာနဲ့ဒီလောက်ဖားပါတဲ့မိန်းကလေးကိုမြင်တွေ့နေရတဲ့တတ်မှုနဲ့တတ်တာတချို့လဲ အတိဆက်လုံမတက်ဖြစ်သွားကြပါရဲ့ဒါပေမဲ့အတိတတိကြီးတဲ့တမှုလက်ရဘလူးကမိနေအောင်တွေးထားတဲ့သူ့ရဲ့ဓာရှည်နဲ့မင်းကလေးကိုဝင်ပိုင်းလိုက်ရာမင်းကလေးလဲနေရမတင်လဲကျတည်ဆုံးကသူစားနဲ့သူရောက်မဲ့အတိအဖြစ်ပြောင်းလဲသွားခဲ့ပါရဲ့အဲ့ဒီအချိန်မှာတတတချို့ကမိမျောနေကြတဲ့တတသားများကို ယာယီတပ်စခန်းစီတဲသွားကြပြီးတမူးလရဘလူးကတော့ပြောင်းနေတဲ့အခြားတပ်သားများကိုထမှန်ရှာဖွေရပြန်ပါတယ်ဒီလိုနဲ့လိုက်ရှာရင်ရောက်ကမ်းပါတစ်ခုတည်းသတိလေးနေတဲ့တပ်သား၄ဦးကိုမြင်တွေ့သွားတဲ့အချိန်မှာတစ်ပင်အပေါ်ကနေထိုင်နေတဲ့ဇော်ကြီးကတဟားဟားရေမောလာပါတယ်လေယာဘလူးလဲဇော်ကြီးကိုတိုက်ခိုက်ဖို့စိန်ခေါ်လိုက်တဲ့အတွက်ဇော်ကြီးလဲခုံစင်လာပြီးတိုက်ခိုက်ဖို့နေရာယူကြပါတယ် ။ဒါပေမဲ့လက်ရဘလူးအရေးရောက်လာတဲ့ဇော်ကြီးဟာစူးစူးဝါးဝါးအော်ဟစ်သားများကသူ့ရဲ့နားထဲမခံမရနိုင်အောင်ကျဲလောင်သွားတဲ့အတွက်ဇော်ကြီးလည်းထိတ်လန့်သွားပါရဲ့။လက်ရဘလူးကဇော်ကြီးရဲ့အဖြစ်ကိုကြည်နေခဲ့ရာဇော်ကြီးကတော့စူးဝါးတဲ့အသံများမရမနာထွက်လာတဲ့နေရာဟာလက်ရဘလူးကင်ထားတဲ့ဓာမဖြစ်ကြောင်းသတိထားမိတဲ့အချိန်မှာပဲအခြားတတတချို့လည်းအလျင်များရောက်ရှိလာပါရဲ့။အခြေအနေမဟာတော့တဲ့ဇော်ကြီးကတော့ ပြန်တက်ဖို့အလုံမှာ တမ်မူလက်ရဘလူကတန်လျက်ကင်ထားတဲ့ဇော်ကြီးရဲ့လက်ကောက်ဝုတ်ကိုခုတ်ဖြတ်လိုက်ရာဇော်ကြီးလက်ပြတ်သွားပါလေလက်ရဘလူကတော့အဲ့ဒီတန်လျက်နဲ့အတိစိတ်မေးနေတဲ့သူ့ရဲ့လူတွေကိုသူ့ထိလိုက်ရာတတိပြန်ဝေလာကြပြီးတန်လျက်ကိုထုချေဖြတ်စီးလိုက်တဲ့အချိန်မှာပဲလေပေါ်လွေ့ပြန်သွားကဇော်ကြီးလည်းအကောင်ကွဲမတက်အော်ဟစ်ရင်းတင်းငယ်တဲ့လူကြအဖြစ်ကြောက်ဝင်တေဆုံးသွားခဲ့ပါလေ တကယ်တော့တမှုလက်ရဘလူးနဲ့တိုက်ခိုက်တဲ့ဇော်ကြီးဟာဝိဇ္ဇသူထွက်ရမပေါက်သေးတဲ့တမန်ကနဒီယောဂီတပါးသာဖြစ်ပြီးလက်ရဘလူးကိုင်းဆောင်ထားတဲ့ဓာတ်ကလည်းတိုက်တိပီးတဲ့ဓာတ်လို့ဆိုကြသလိုတချို့ကလည်းကိုတင်ကျန်းဓာတ်လို့ဆိုကြပါတယ်ဇော်ကြီးတွေမှာကနဒီယောဂီဝိဇ္ဇသူပြဒါဝိဇ္ဇာတန်ဝိဇ္ဇာအင်းဝိဇ္ဇာနဲ့တန်လျဲဝိဇ္ဇာဆိုပြီးအမျိုးမျိုးကွဲပြားကြပါတယ် အတမ်းရှိတော့တဲ့အဲ့ဒီဇော်ကြီးလူကြောက်လေးကိုဟန်တာရီမြို့ပြင်တနေရာမှာမြုံနှံလိုက်ရပါတယ်ဒီလိုနဲ့ကုန်းပောင်ခေစင်ဖြူရှင်မြေတူးမင်းလက်ထက်ဟန်တာရီမြို့ပြင်မှာကျုံတူးကြရင်မပေါ့မသူပဲဒီနေတဲ့ဇော်ကြီးလူကြောက်တစ်ခုတွေးရှိခဲ့ကြအောင်ဘုဒ္ဓတာဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်နောက်တစ်ပတ်နောက်တစ်ပတ်တွင်ပါလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအသေးများကိုဝေမျှပေးသွားအောင်ပါဖြစ်လို့ ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုကြပါတယ်။အဆုံးထိကြည့်ရှုပေးရတဲ့ကျွန်တော်ရဲ့ညီအကိုများနဲ့မြန်မာပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုကြမှာရှိကြပါစေ။ယောဂဗျာတွေကင်းဝေးပြီးတာယာပျော်ရှင်တဲ့ဘဝတွေကိုစီပိုင်ချန်နေကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ဝေမျှပေးလိုက်ရပါတယ်။